လောကအားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ရဲ့အားလိုက်ရတွေမှာကြော်ပါလို့တက်လဲဆိုတာကိုပြောပြသွားမယ်ကျွန်တော် daily vlog လေးပဲဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော် hero organic fan ကိုတွားပြီးတော့ကျွန်တော်တခြားတငယ်ချင်းတွေနဲ့နောက်ထပ်တနေရာကိုတွားဖို့လူလာဆိုတာပဲဖြစ်ပါတယ်ခြံထဲမှာလည်းအပင်လေးတွေနဲ့ဆိုတော့တော်တော်လေးကိုစိတ်အပန်းဖြစ်စေတယ်ဒါတော့ကျွန်တော်နောက်ထပ်တွားရတဲ့ organic fan channel ဖြစ်ပါတယ်ဒီထဲမှာဆိုရင်သူက organic အပင်တွေအများကြီးရှိတယ်ပေါ့နော် ဒီနေ့မှာတော့ကျွန်တော်ကကင်မရာမန်အနေနဲ့ပါဝင်ကူညီပေးထားတာပဲဖြစ်ပါတယ်ကင်မရာမန်ဆိုရင်လည်းအရင်လည်းအထင်မကြီးလိုက်ပါနဲ့ဒီတန်းဟိုရိုက်ဒီရိုက်ဟိုရှိဒီရှိပါပဲဒီထက်မှာတော့အပင်တော်တော်များများစိတ်ထားတာပေါ့နော်ဒီမှာဆိုရင်မလကာပင်တွေပါမယ်တခြားတိပင်စားပင်တော်တော်များများလည်းစိတ်ထားပါသေးတယ် 我给你发点药名了，没批吧，你。 နောက်ပြီးတော့ဒီ channel မှာဆိုရင်လည်းမြင်တင်ကောက်တွေနဲ့ငါးအကန့်တွေရောရှိတာပေါ့နော်။နောက်ကြရင်ဒီမှာမြီးတွေမွေမဲနောက်ပြီးတော့ငါးတွေမှာဆိုရင်လည်းဒီငါးများလို့ရတဲ့နေရာလေးလည်းထားလို့မယ်လို့ဒီ channel ပြောတာပေါ့နော်။ ချန်ထဲမှာတော့ဒီဒီဟူအာငါကလည်းရှိရပါတော့နောက်ကျန်သူတို့ဒီဒီ line နဲ့ငါများလို့လည်းရတဲ့ project လိုမျိုးသူတို့လုပ်မှာပေါ့ဒီမှာမှာဆိုရင်လည်းညင်းတင်ကောင်းရှိရနောက်ကျန်သူတို့မြင်းတွေမှုထားမယ်ရကမန်ဒူလိုနေရာမျိုးရောက်လို့လေတော်တော်လေးအသက်ရှူချောင်သွားတယ်လို့ခံစားရတယ်တော်တော်လေးဘယ်လက်ဖြစ်တာ ောင်တက်မှုကဲကဲအမဘလို့ခံစားလဲဒီချမ်းကိုရောက်တော့ခံစားရတယ်ဆိုတော့ပြောရဲပေါ့နော်တဘာဝနေရဆိုတော့တဘာဝအရသာနေရနော်ဟုတ်တယ်စီစူကဘာနောက်မှဆိုလဲကန်နဲ့ဘဲဒီတမဆိုရင်လည်းငါတို့ရှိအမဘလို့ခံစားလဲရမ်းပြောပါလေ organic စားရတာရမ်းပြောပါလေရမ်းကြိုက်တယ်ကိုဒီမှာတင်မောတိနဲ့ငါပြောသေးအခန့်တော့မိုက်တယ် ်ဗျာလက်ပေါက်ကြိုက်မှာတော့အဲ့ဒါတဏလာရှိပြီလေကွာတဏလာရှိပြီလေကွာဟမ်အဲ့ဒါငါလက်ရှိဩသားပြန်နည်းတွေပေါ့ဖွားတယ်နော်သူကဘာလို့အာနည်းအကြည့်မျိုးပေါ့သူမိဘတွေရရောသူအမေကဆုံးသွားတယ်ဩ ခုနလူရှုံးမိလို့ကဲအော်ကစားလဲဒီရောဘလိုခံစားလဲ relax နောက်ရောဘာလို့ပြောချင်းနေလဲအဲမင်းတွေ့ရလို့အဝမ်းတားရဲ့အဲတချင်းစုပြရတော့ thank you တမတရားပေါ့ okay နေ့လယ်စာကိုတော့ organic fine ကပြင်ဆင်ထားပေးတယ်စက်သားနဲ့အာလူရဲ့ဟင်းရည်ကတော့ရခိုင်မုတ်ဒီဟင်းသားနဲ့တူတယ်ပေါ့နော်တအားတောက်လို့ကောင်းတယ်ဒီနေ့မှာတော့ဓနီမမိန်ကြီးစားခဲ့ပါတယ်ကဲအခုကျွန်တော်ဗီဒီယိုကြည့်ရှုပေးကြတဲ့သူအားလုံးလည်းကျေးဇူးတင်ပါတယ်ခင်ဗျာနောက်ထပ်ဗီဒီယိုမှာလည်းဆက်လက်ဆောင်ရွက်ပေးကြပါအောင်လို့မျှတရခိုင်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်